အတန်းအနည်းနဲ့အရေးပေါ်ကုသမှုအခန့်ယူနေရတဲ့သားလေးကိုစိတ်ပူပြီးငိုကြွေးနေရတဲ့အချင်းပေါင်းတဲ့ဖတ်တီမပရိသတ်များလုံးမင်းမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီမရဲ့ဘဝကိုပြောင်းလဲစေတဲ့သားလေးမွေးဖွားခဲ့ပေမဲ့အရေးပေါ်ကုသမှုအခန့်ယူနေရတဲ့သားလေးရဲ့ကျန်းမာရေးအခြေအနေကြောင့်မျက်ရည်မုံမစဲနိုင်အောင်ဖြစ်နေရတာကတော့အချင်းပေါင်းတဲ့ဖတ်တီမဖြစ်ပါရစေ။အားလုံးတည်ကြတဲ့အချိန်အခုမွေးထားတဲ့ဖတ်တီမရဲ့အရင်သွေးလေးဟာဖတ်တီမရဲ့ဘဝကိုပြောင်းလဲစေတဲ့အသားကောင်းယတနာလေးဖြစ်ပါတယ် အခုချိန်မှာဖတ်တီမဟာတနိုင်ရလုံးကတည်တဲ့အချင်းပေါင်းတဲ့ဖတ်တီမဖြစ်နေပါပြီ။ဒီမတိုင်ခင်မှာတော့ဖတ်တီမကဥပိန်တရားမှာဈေးရောက်နေပေမဲ့ဈေးရောက်မကောင်းလို့အကျွေးတင်နေခဲ့ရပါဒါပေမဲ့လည်းဘိုက်ထဲမှာရှိတဲ့သားလေးကချင်းချင်းတက်ပြီးတော့တံမြာလေးတုပ်လှစားပြီးတော့တစ်တော့မှာတင်ပြီးမှတဟုန်တိုးနာမည်ကြီးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖတ်တီမရဲ့တံမြာလေးတုပ်ကတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကြီးသွားခဲ့ရပါ ဖတိမာတမန်ရီတုတ်ရောင်းချနေတဲ့ဥပင်တရာကြီးနားမှာဆိုရင်အချင်းပေါင်းတဲ့တွေမရေမတွက်နိုင်အောင်များပြခဲ့ပါတယ်။ဒါပေမဲ့လည်းဖတိမာတမန်ရီတုတ်ကတော့လက်မလျောင်ကိုရောင်းချခဲ့ရပါတယ်။ဒါကလည်းဖတီမရဲ့ကံနဲ့ဘိုက်တဲကကလေးလေးရဲ့ကံကောင်းမှုတွေ၊သူမရဲ့လက်ရာကောင်းမှုတွေကြောင့်ဖြစ်ပါတယ်။ ဖတိမရဲ့တံမြာရီတို့ကဝယ်ယူသူတွေတနေ့တနေ့ကိုရာနဲ့ချီပြီးတော့ဝယ်စားကြပါတယ်။ဒါကြောင့်လည်းဖတိမရဲ့တရက်ဝင်ငွေက10သိန်းလောက်ရရှိခဲ့ပါတယ်။ဒီလိုမျိုးရရှိတဲ့ငွေတွေကလည်းဖတိမကအလူအတန်းတွေလုပ်ပြီးတော့နိုင်ငံကျော်ဆယ်လေးဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့်တော့ငလင်ဘေးမှာမန္တလေးမြို့ကလူတွေအတိဒုက္ခရောက်နေကြတာကိုမကြည့်ရတဲ့အတွက်သူမကဈေးရောက်ပြီးတော့အနည်းနည်းလာလာကစူဆောင်းထားတဲ့ငွေသိန်း90ကိုပါဝင်လူတန်းပေးသွားခဲ့ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကတော့ဖတ်တီးမရဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးကိုလေးစားခဲ့ကြပါတယ်။ ဒါအပြင်ဖတ်တီမကဖျားတဲ့ဖို့အတွက်တင်းတရာထုတ်ကလူတန်းခဲ့ပါသေး။ဖတ်တီမဆိုရင်နိုင်ငံကျော်အနုပညာရှင်တွေဆယ်လီရီကအစာချစ်ခင်အားပေးကြတနာကြနဲ့ဖြစ်နေရပါ။အထူးသဖြင့်တော့ဥပိန်တနာမှာအကျွေးပလဲဝိုင်းရင်နဲ့တာမန်အချင်းပေါင်းရောင်းနေတဲ့အချင်းပေါင်းတဲ့လေးတူကဘိုက်ထဲကကလေးရဲ့ကန်စာတာရီကြောင့်နိုင်ငံကျော်ဆယ်လီဖြစ်သွားခဲ့ပါတယ်။အခုကမှတော့ဖတ်တီမရဲ့လာချင်းကောင်းတဲ့ကလေးငယ်လေးကိုမွေးဖွားခဲ့ပါပြီ။ဒါပေမဲ့ဖတ်တီမရဲ့ကလေးငယ်လေးကအရေးပေါ်အခန်းထဲမှာထည့်ထားရတာဖြစ်ပါတယ်။ ါကလည်းဖတိမဟာကလေးငယ်ကိုနေမရှိဘဲနဲ့အရေးပေါ်ခွဲမွေးလိုက်ရတာကြောင့်ပေါ့အစောပိုင်းမှာတော့ဖတိမကကလေးကိုတဘဝအတိုင်းအစိမ့်လိုက်မွေးဖို့အတွက်စောင့်ဆိုင်နေခဲ့တာဖြစ်ပါတယ်။ဖတိမရဲ့ကလေးလေးကမွေးဖွားကနီးမှာဖတိမရဲ့ချစ်ခင်ပေါင်းတဲ့ကလည်းရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ဖတိမရဲ့ဘိုက်အခြေအနေကြောင့်ကလေးကိုနေမရှိဘဲခွဲမွေးဖို့အတွက်အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေဖတ်ဒီမဟာဘိုက်ကိုခွဲမွေးခဲ့ရပါပြီ။ဒီလိုမျိုးနေမစစ်တဘာဝအတိုင်းမဟုတ်ပဲဘိုက်ခွဲမွေးလိုက်တာကြောင့်လေဖတ်ဒီမရဲ့ရင်သွေးလေးကကျန်းမာရေးမကောင်းမင်းနဲ့အရေးပေါ်အခန်းထဲမှာထည့်ထားရတယ်လို့သိရပါတယ်။ဒါကြောင့်လေဖတ်ဒီမကသူမရဲ့လာချင်းကောင်းတဲ့တားလှယတနာလေးကိုအဝပွေးချီခွဲမရပဲနဲ့၃နာရီတခါသာ တွေ့နေရတယ်လို့ဆိုပါတယ်။ဒါကြောင့်လေဖတ်ဒီမတယောက်တော်တော်လေးကိုဝမ်းနေချီခွဲနေရတာပါ။အထူးသဖြင့်တော့သူမရဲ့ဘဝကိုအကောင်းကျိုးပေးပြီးပြောင်းလဲစေတဲ့တားလေးတစ်ခုခုဖြစ်မှာကိုဖတ်တီမာကစိုးရိမ်နေ ရှာပါတယ်။ ဒါကြောင့်မလို့ဖတ်တီမဟာငိုယူပြီးတော့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေပြီးတော့တားလေးကကျမ်းမာရေးကောင်းပြီးအသက်ရှည်စွာကြည်ပြင်းလာဖို့အတွက်ပရိသတ်တွေကိုဆူတောင်းပေးကြဖို့တောင်းဆိုထားပါတယ်။ပရိသတ်တွေကတော့တားလေးအတွက်ပူဆွေးတော်ကရောက်နေဖတ်တီမအတွက်စိတ်မကောင်းဖြစ်ကဝန်းနေကြရပါတယ်။ဖတ်တီမဟာကလေးငယ်လေးကိုခွဲမွေးအပြီးမှာအခုချိန်မှာကလေးလေးကဓာတ်ကင်ရဖို့အတွက်အရေးပေါ်ခန်းထဲမှာထားထားရတယ်လို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတားလေးအတွက်ငိုကြွေးနေရတဲ့ဖတ်တီးမပေါ်မှာစူတောင်းပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှု ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါ